ဘလူးတို့နှစ်ချက်လို့စဉ်းစားရတာ ਨੇ ဘရိုးစိတ်ထဲမှာဘလူးဘရန်းနေကိုပြင်းမြင်မိလဲโอเคဒါကတော့ဗျာတသက်မှတ်ထဲရှိချင်မှရှိမှာပေါ့သုံးမဲ့တူရဲ့ sound quality ပေါ့ဘလောက်ထိ view site တလဲအဲ့ပုံမှာလဲဒီကောင်ကအများကြီးကိုမူတည်နေတာတချို့ပတ်စံတက်နိုင်တဲ့လူတွေကြတော့ဗျာ isolated airport pro လို့ပါတော့ကောက်ဝယ်လိုက်လို့ရှိရင် big quality ဘိုင်းရော sound quality ဘိုင်းမှာပါဘာမှကိုအပြစ်ပြောနေကြရမလို့အကုန်ကောင်းတယ်ပေါ့နော်ဒါပေမဲ့ခက်တာကြတော့လူတိုင်းက airport pro 2တွေဘိုင်းမဝင်နိုင်ဘူးလေ ဝဲဖို့လည်းအစီအစဉ်မရှိဘူးဗျာအဲ့လောက်ထိလည်းသူတို့ငွေတစ်ခုကို invest လုပ်ချင်မှလုပ်မယ်ပြောရရင်ကျွန်တော်လည်းအဲ့လောက်ထိမတုံးနိုင်ဘူးဒီတော့ပြောရရင်ဗျာဒီဈေးနဲ့တဲ့ထဲမှာတော်တော်ကောင်းကောင်းကန်းနဲ့ရွေးချယ်စရာဆိုလို့ဘာမှကိုတိတ်ပြီးတော့မရှိလို့ဖြစ်တယ်တရုတ်ကဝင်လာတဲ့ဒီ low quality ပစ္စည်းတွေကိုတစိကက်ပြီးပြန်ရောင်းနေတဲ့ brand တွေလောက်ပဲရှိမယ်ပေါ့ဗျာအဲ့လိုကောင်းရရလည်းဗျာဒီတလားလောက်နှစ်လားလောက်သုံးပြီးရင်ငွေတစ်ဖက်ကအတန်မလာရတာနဲ့ ်ဘက်ထရီကမကောင်းရတဲ့အဲ့လိုမျိုးတွေဖြစ်တတ်တယ်။ ANCD ဘာကြီးကလည်းဗျာထဲတာထဲတာပေးတာ။ဒိတ်သုံးစားလို့မရအောင်။ဒါကကျွန်တော်တရုတ်ကလာတဲ့တချို့ low quality ပစ္စည်းကိုကျွန်တော်ပြောတာနော်။ဆိုရဗျာဒီတရုတ်ကလာတဲ့ပစ္စည်းတိုင်းကတော့မကောင်းနေရတော့မဟုတ်ဘူးရဲ့။ထားပါ။အကယ်၍ဗျာကျွန်တော်ကဒီ bluetooth နဲ့ jet တခုဝင်ဒီလို low quality product တွေနဲ့တိုးမဲ့ပြဿနာတွေကိုမလိုချင်ဘူးဆိုရင်ရောဈေးလည်းအရင်မကြီးချင်ဘူးဗျာ။ဆိုတော့ဘာများရွေးစရာရှိမလဲဒါဆိုရင်တော့အခုကျွန်တော် review လုပ်မယ်ဒီ CMF Bud Pro နဲ့ဒီ Bud Pro 2လေးကတော့ တော်တော်လေးရွေးချယ်လို့ကောင်းတဲ့ option တစ်ခုအနေနဲ့တို့ရှိရပါတော့เนาะဆိုတော့စလိုက်အောင် ပြီးတော့အခုဒီ video ကြည့်နေတဲ့လူတွေကိုကျွန်တော်တည်ငင်းကောင်းလေးတစ်ခုပြောပြရရှိတယ်။အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဒီ review ပြီးလို့ရှိရင်ဒီနှစ်ခုတွေကကျွန်တော်ဒီ CMF Bad Pro လေးကိုကျွန်တော် giveaway အနေနဲ့ပေးသွားမယ်။ Pro ကန်ဆန်းခြင်းလို့ရှိရင်တော့ဒီ post ကို like and share လုပ်လိုက်ပြီးလို့ရှိရင်ဒီ test for that Facebook နဲ့ဒီ YouTube channel ကိုအခုကျွန်တော်ပြထားတဲ့မျိုးသွားပြီး share ပြီးရင် subscribe လုပ် follow လုပ်ပြီးရင် comment မှာကျွန်တော် ice cream shot လေးကိုမှတ်မိလိုက်ရပြီ။ giveaway ဝင်တာတော့ကျွန်တော်ဒီ Nothing Phone 3 review နဲ့အတူတူကျွန်တော်တို့တစ်ခါတည်းကြီးညာပြီးရောမယ်။ဆိုတော့ ခုလပါပြီးတော့ထုံးစံအတိုင်းပဲကျွန်တော်တို့ဒီ review နေကိုထောက်ပံ့ပေးတဲ့ဆိုင်ကတော့ဒီ Song Wine Brand New and Quick Second Hand Sale ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ် review ပြီးလို့စိတ်ဝင်စားလို့တွားလေ့လာကျင်နေဆိုရင်ဒီတာမွေမြို့နယ်ဗညာဒလလန်အောင်မင်္ဂလာမှတ်တိုင်ဒီမှာရှိတဲ့ဒီအမှတ်ညာ55မှာတွားရောက်လေ့လာဝယ်လို့ရပါတယ်တော်တော်လေးစုံတယ်ပေါ့နော်ဆိုတော့တစ်ချက်လောက် တော်လေးလာကြည့်ပေါ့ဒီကောင်လေးကဒီဈေးနှုန်းတွေအရဆိုရင်ဒီ Bad Bro ကတသိန်း၄000ဝန်းကျင်နဲ့ဒီ Bad Bro 2ကကျတော့နှသိန်း၄000ဝန်းကျင်လောက်ပေါ့မယ်ပေါ့နော်โอเคဆိုတော့ကျွန်တော်ဒီ CMF Bad Bro နဲ့ဒီ Bad Bro 2ကိုစမ်းသုံးကြည့်နေရကြတော့ကျွန်တော်နှစ်ပတ်လောက်ရှိပြီပေါ့နော်အစားတော့ဗျာကျွန်တော်အင်းဒီကောင်ကနှသိန်းရဲ့ sub brand ဆိုတော့တိတ်ပြီးတော့ မျောလင့်မထားအောင်ရှင်းရှင်းပြောတာပြီးတော့နိုင်ငံခြားရီဗျူးတွေကြည့်မယ်ဆိုရင်လည်းမသိဘူးဒီကောင်တွေက CN bus တွေဒီနှစ်သိန်း ER တွေပါလို့အကောင့်ပြောထားတာတိတ်ပြီးတော့မရှိလောက်ဒီကောင်တွေရဲ့အဖေဒီနှစ်သိန်း ER 1ဆိုရင်ဒီ audio file လောကမှာဆရာလဘာလို့ပြောလို့ရတယ် critical ဆိုတဲ့ဘယ်ကြီးရဆိုရင် dot 8လို့ပြောထားတာနှစ်သိန်း ER 1ဘောနော်အဲ့ပဲပြောတာနော်ကျွန်တော်ပြောတာမဟုတ်ဘူးဆိုတော့အဲဆဲကျင်အဲ့ပဲကိုသွားဆဲကျွန်တော်လည်းမဆိုင်ဒီတော့ဗျာကျွန်တော်ကဒီ CMF bus တွေကိုလည်းကျွန်တော်ကစုတ်မယ်လို့ပဲထင်တာဒါပေမဲ့တကယ်တမ်းကျွန်တော်တုံးကြည့်တဲ့အခါမှာကျတော့အထင်နဲ့အမြင်ကတက်တက်ဆင်ကိုလွဲတာ ပြောရင်ဗျာဒီကောင်လေးရဲ့ quality ကတော်တော်ကောင်းတယ်။ကောင်းတယ်ဆိုတာအထက်ဘယ်လိုပြောမလဲ။ပေးရတဲ့ဈေးနဲ့သူ့ရဲ့ quality ကိုအချိုးချကြည့်လို့ရှိရင်တော်တော်ကောင်းတာတော့ညင်းလို့မရဘူးရေ။ဒီကတော့ဒီ CMF Bad Blue တူပေါ့နော်။ဒီကောင်အကြောင်းတော့နောက်မှဆက်ပြောမယ်။အခုကျွန်တော်တို့ဒီ CMF Bad Blue အကြောင်းကိုတစ်ချက်လောက်အရင်ပြောကြမယ်။ CMF Blue ရဲ့ဒီ design ကတော့ပြောလို့ပြောရမလို့ကြည့်လိုက်။တော်တော်လေးကိုပြောချစ်ဖို့ကောင်းတယ်ဗျာ။အဲမသိဘူးဒီ makeup ဘူးလေးကြာတယ်။ material ကတော့ plastic ပဲဒါပေမဲ့သူတို့ခေါ်ကတော့ဒီ polycarbonate plastic ပေါ့နော်အဲဒါပေမဲ့တခုရှိတာဒီကောင်ကဒီ plastic ဆိုပေမဲ့ပေါ်ပေါ်ပဲနှက်တွေမှာတွေ့ရတဲ့ဒီချိဖြစ်တဲ့ခံစားချက်တော့ဒီကောင်မှာလုံးဝမရောက်သူ့အန်သူတော်လေးကို solid ဖြစ်တယ်ပြောရမယ် big quality ဘိုင်းမှာကျွန်တော်တိတ်မကြက်တာဆိုလို့ဒီကောင်ရဲ့ lip ပဲရှိမယ်ဘာလို့ဆိုတော့ဒီကောင်က metal lip ကိုတုံးထားတာဟုတ်တယ်ဒါပေမဲ့ဒီလိုဖွင့်ပြီးတော့ကျွန်တော်တုံးကြည့်တဲ့အချိန်မှာကျတော့လုံးဝဝော်ပဲမဖြစ်ဘူးတော်တော်လေး solid ဖြစ်တယ်ဖွင့်ရတာပိတ်ရတာဘာမှလည်းတော်တော်မိုက်တယ်ဒါပေမဲ့တခုပဲကျွန်တော်ဒီလိုပိတ်ပြီးတော့ လုတ်ကြည့်တဲ့အချိန်မှာကျတော့ဒီအဝိုင်းပုံစံသူတို့လုတ်ထားလို့လားဘာလို့မသိဘူးเนาะနည်းနည်းလေးအဲ့လိုခြောက်နေပုံစံလေးရဒါကဒီ OC ဓမ္မရဲ့ဆိုတော့နည်းနည်းလေးစိတ်ကတိကောက်လေးဖြစ်မယ်ပေါ့เนาะကျွန်တော်အဲ့ဒါကိုအပြစ်ရှာပြောတာဗျတကယ်တမ်းဒီလိုဒီလိုကင်တုံးတဲ့အချိန်မှာတော့အဲ့ပြဿနာတိတ်ပြီးတော့ကိစ္စမရှိဘူးပြီးတော့ဒီ back blue ရဲ့ design ကအဝိုင်း design လို့လာပြောတာလက်ထက်မှာကျွန်တော်ဒီလို ကင်ကြီးတဲ့အချိန်မှာအစွန်းနေရနည်းနည်းလေးရှတ်တာဖြစ်တယ်နည်းနည်း control လုပ်တာနည်းနည်းလေးလိုတယ်ပေါ့နော်ဒီ back blue 2မှာကျတော့အိုက်ပြဿနာလုံးဝမရှိဘူးဒီကောင်ကျတော့၄တောင်းပုံစံတော့ဖြစ်သွားတာမှန်တယ်ဒါပေမဲ့လို့ဒီကောင်ရဲ့ဒီဘောင်လေးတွေအကုန်လုံးကဒီ edge လေးတွေအကုန်လုံးကသူတို့အာနည်းနည်းလေးလုံးလုံးလေးနဲ့လှုပ်ထားပြီးတဲ့အခါကျတော့မသိဘူးကင်ရတာဒီကောင်ပို့ပြီးတော့မြဲတယ်ပို့ပြီးတော့အာ quality ပိုကောင်းတယ်ဆိုတော့ခန်းစားချက်လေးရတယ်ပြီးတော့ hinge ဘိုင်းမှာလည်းဒီကောင်ကတော်တော် stable ဖြစ်တယ်ဒီလိုနေနေဒီလိုနေနေဘာမှမပြတ်တာမရှိဘူး အဲ့ဒါကျွန်တော်ခုနပြောလို့အဝိုင်းနဲ့လေးတောက်မှာနည်းနည်းတို့စကားသွားပြောတဲ့ပုံစံဖြစ်နေမှာပေါ့နော်ပြီးတော့ဘက်ဘလူးတူမှာတစ်ခုမိုက်တာဒီကောင်းရဲ့ဒီဒိုင်ယယ်လေးအကြားလားမသိဘူးအော်အင်းအင်းအင်း တော်တော်လေးကိုရတာရှိတာပြောရရင်ဒါပြင်းရင်ကျွန်တော်လှည့်ပြီးတော့ဆော့လို့ရအောင်ထည့်ထားပေးရတော့မဟုတ်ဘူးဒီကောက်မှာဒီ function နည်းနည်းဆိုရင်ဒီအတန်တိုးချဲလှုပ်လို့ရတာမျိုးပြီးတော့ဒီနေလို့ရှိရင် play pause လှုပ်လို့ရတဲ့ function မျိုးတွေမျိုးစုံပါတယ်ဒီကောက်အကြောင်းတော့ကျွန်တော်ပြီးမှပြန်ဆက်ရှင်းပြမှာပေါ့နော်ဆိုတော့ဟုတ်ပြီကျွန်တော်တို့ဒီ case တွေအကြောင်းတော့ပြီးပြီဆိုတော့ကျွန်တော်ဒီ nested အကြောင်းလေးပဲဆက်လိုက်ရအောင်နောက်ခုလုံးကတော့ဒီအင်အားပုံစံမျိုးတွေနဲ့ပဲလာ plastic boy တွေပဲဆိုရင်မလို့မပြောတတ်ဘူးကျွန်တော်ကတော့ bad blue 2လေးရဲ့ design ကိုပို့ပြီးတော့တဘောကြတယ် ဒီဘက်ဝမ်းဒီဇိုင်းကကြတော့မသိဘူးနည်းနည်းလေးပို့ပြီးတော့ကြီးလိုခံစားပြီးတော့ stem ကလည်းပို့ပြီးတော့ကြီးတယ်ပြီးတော့ကျွန်တော်တတ်ထားတဲ့အချိန်မှာနည်းနည်းလေးသူကအာမပြောရဘူးဟော်လိုနည်းနည်းဖြစ်တယ်ဆိုတော့ခံစားချက်လေးရတယ်နားထဲမှာတက်ကြည့်တဲ့အခါမှာတော့နှစ်ခုလုံးကတော်တော်လေး comfortable ဖြစ်တယ်အကြာကြီးတက်ထားလဲဒီနားတွေနာလာမျိုးဘာညာမျိုးတိတ်ပြီးတော့မရှိဘူးပြီးတော့တော်တော်လေးအမြဲတယ်လို့ပြောရမှာအဲ ကျွန်တော်ဒီအိတ်တဲ့အခါမှာဒီ podcast တွေနားထောင်တာမျိုးဒီ audio book တွေနားထောင်တာမျိုးဆိုရင်ဒီဖိထားတဲ့မျိုးသိရမလားနားရမ်းတာမျိုးပါ냐မဖြစ်ဘူးပြီးတော့ဒီကောက်မှာတတ်ထားတဲ့ဒီ ear disc လေးတွေကကိုယ့်ရဲ့နားနဲ့နည်းနည်းကြီးရတာမှွင့်တင်းရလို့ခံစားလို့ရှိရင် site တွေပြောင်းလို့ရအောင်သူတို့ဘူးထဲမှာ ear disc အပူလေးသူတို့ထည့်ထားပြီးတယ်ဆိုတော့ဒီ overall quality ကိုကျွန်တော်ရှင်ကြည့်မယ်ဆိုရင်တော့ဒီဈေးတိန်းလောက်ပိုများတဲ့ဒီ bad pro 2ကတော့အများကြီးပိုသားတယ်လို့ပြောမှာကျွန်တော်လည်းအများကြီးပို့ပြီးတော့သဘောကျတာပေါ့နော်။ဟုတ်ကဲ့ဒီနှစ်ကောင်ရဲ့ဒီ sound quality ဘိုင်းရောဘယ်လိုနေမလဲ ြောရမြဒီ bad pro ကတော့ကျွန်တော်ဒီအာဒီဈေးတန်းမှာကျွန်တော်မြင်နေကြ earbuds တွေရဲ့ကျွန်တော်ထုံးစံတိုင်းပဲ base heavy ဖြစ်တဲ့ energetic ဖြစ်တဲ့ sound profile back ကိုသူကပို့ပြီးတော့သွားလို့ပြောမယ်ပြောမယ်ဒီ hip hop တို့လိုမျိုးဒီ EDM တို့လိုမျိုးဒီ bass များတဲ့တချင်မျိုးနေတာဟောင်းရင်ဒီကောင်လေးကတော်တော်လေး punchy ဖြစ်တဲ့တန်ကိုဒီကောင်ကထုတ်ပေးနိုင်တယ်ဒါပေမဲ့ဗျာဒီကောင်တစ်ခုရှိတာကျွန်တော်ဒီ bass heavy ဖြစ်တဲ့ bass head သမားတွေအတွက်ကတော့အဆင်ပြေရဆိုပေမဲ့လို့ကျွန်တော်ဒီ vocal သမားတွေအတွက်ကတော့ဒီကောင်ရဲ့ဒီ mid tone လေးမှာတော့သူကနည်းနည်းလေးတော့အားနဲ့လို့ခံစားရတယ်ဆိုတော့ဗျာကျွန်တော်ဒီ main vocal နဲ့ mid frequency များတဲ့တခြင်းတွေမှာတော့ဒီ clarity နဲ့ sound separation ဘိုင်းမှာကောင်းကောင်းလေးဒီကောင်ကခံစားမိမှာမဟုတ်ဘူး trail မှာတော့ဒီကောင်ကသူ့ရဲ့ဒီအရန် strong ဖြစ်တဲ့ bass ကို balance light လုပ်ပေးနိုင်တဲ့အနေထားတော့ ကောင်းတယ်လို့ပြောမယ်ဒါပေမဲ့တချို့အခြေအနေမှာနည်းနည်းလေး hash ဖြစ်သွားတဲ့ပုံစံမျိုးတော့ဒီကောင်မှာတွေ့ရတယ်ဒါပေမဲ့ဗျာဒီကောင်ရဲ့ဈေးဝန်းကျင်မှာတော်တော်များကောင်းပါတယ်ဆိုပြီးလက်ခံထားကြတဲ့ဒီ Mondro Spectra ပဲလို့ဒီ Sound Core ထက်ကတော့ဒီကောင်အပြတ်သက်ကိုကောင်းတယ်ပြီးတော့ကျွန်တော်ဒီ Bass Pro ကိုပို့ပြီးတော့သဘောကျစေတာဒီတသိန်းခွဲဝန်းကျင်ဒီတခြားနှက်ချက်တွေထက်ကိုဒီကောင်က ANC နဲ့ဒီ Transparency ကအရန်အရန်ကိုဒီကောင်ပို့ပြီးတော့ကောင်းနေတာ ANC မဟုတ်ဆိုရင်များဒီခြားကောင်တွေမှာဆိုရင် ဒီဈေးတန်းတခြားကောင်တွေမှာဆိုရင်ဗျာနားထဲမှာဒီ pressure zone လိုကြီးဖြစ်နေတာမျိုးခံစားရတတ်တယ် transparency mode ဆိုရင်လည်းဒီပါလာမှာပါလာဖွင့်ထားလားမဖွင့်ထားလားတော့မှသိပြီးတော့မသိရအောင်ဒီ back blow ကတော့အဲ့လိုမျိုးပြဿနာမျိုး မမရှိဘူးပြောရမယ် ANC ဆိုရင်ဗျာဒီတခါခါဒီစူးစူးညံထွက်လာတဲ့ဒီကာဟွန်းတန်လည်းမျိုးအဲရုပ်တရက်ဝင်လာတဲ့ဒီ high frequency noise တွေလောက်ပဲဒီကောင်ကကြားရတာပြီးတော့ဒီ transparency mode မှာဆိုရင်လည်းဒီဖွင့်ထားမှန်းတော်တော်ကိုသိတာအရန်ကောင်းရင်မဟုတ်ပဲဗျာသိရမလားကျွန်တော်တို့ဒီနှချက်မပါပဲနားထောင်ရတဲ့ပုံစံကိုမှကျွန်တော်အတန်လေးနည်းနည်းတိုးပြီးတော့နားထောင်ရတဲ့ပုံစံမျိုးကသူကသွားတယ်ရှင်းပြောရင်ဗျာဒီကောင်းရဲ့ဈေးတန်းမှာရှိတဲ့ဒီတခြားနှစ်ချက်တွေထက်ကတော့ဒီကောင်းရဲ့ transparency mode ကို ENC ရောရအပုံကြီးကိုတားတယ်။ဟုတ်ပြီဒါဆိုရင်ဒီကောင်းထက်ဒီဈေးတသိန်းဝန်းကျင်လောက်ပိုများတဲ့ဒီ Buzz Pro 2ရဲ့အာ sound quality ရောဘယ်လိုနေမလဲပြောရင်ဗျာပိုပေးရတယ်ဒီတသိန်းနဲ့ပိုတန်အောင်ဒီကောင်ကပိုကောင်းတယ်လို့ပြောရမယ်ဒီ Buzz Pro မှာဗျာဒီ Dynamic Driver တို့တလုံးစီပဲပါဗောနော်အခုဒီ Buzz Pro 2မှာကျတော့တစ်ဖက်ကိုနှလုံးစီဖြစ်သွားပြီဆိုတော့ဗျာဒီ 11mm ရှိရဲ့ဒီ Bass Driver တလုံးရဲ့ 6mm ရှိရဲ့ဒီ Tweeter ရဲ့တစ်ဖက်ကိုနှလုံးစီပါလာတာဗောဒီလို driver နှစ်ခုပါလာတာဒီ sound separation ဘက်မှာอืมပိုပြီးတော့ကောင်းသွားစီ ဘေ့စ်လေးရတော့ဗျာနည်းနည်း heavy ဖြစ်တယ်လို့ခံစားရတယ်။တိတာဝါလာဒီမစ်ပိုင်းမှာမစ်ပိုင်းမှာတော့ကြတော့ဗျာခုန Bass Pro 1မှာ Bass Pro မှာပေါ့နော်အဲ့ကောင်မှာမကြားရတဲ့ဒီ vocal ဘိုင်းတွေမှာဒီကောင်ရဲ့အတန်တော်တော်ပိုကောင်းသွားတာပြီးတော့ဒီကောင်မှာအပူပါလာတဲ့ဒီ 6mm Twitter ကြောင့်မလို့ဒီ mid နဲ့ high တန်တွေကိုပို့ပြီးတော့ crisp ဖြစ်ဖြစ်လေးတို့ထုတ်ပေးနိုင်တယ် clarity ဘိုင်းလည်းပိုကောင်းလာပြီးတော့ဒီ Bass Pro မှာတစ်ခါတစ်ခါဖြစ်တတ်တဲ့ဒီ hash ဖြစ်သွားတဲ့ပုံစံမျိုးတွေဒီကောင်မှာတော်တော်လေးကိုနေသွားတယ်ပြီးတော့ဒီကောင်က Pro နဲ့မတူတာဒီကောင်က high res certified ဖြစ်သွားတဲ့ခါကျတော့ဒီ LDAC codec လိုမျိုးဒီ audio audio codec တွေကိုလည်းသူက support လုပ်တယ်စိတ်ပါရင်ဒီတခြင်းတွေကိုပို့ပြီးတော့ပိုကောင်းတဲ့ quality နဲ့အဲနားထောင်လို့ရရမယ်ပို့ဗျာဘာညာပို့ဗျာတိတိုင်းလည်းတိတိုင်းမယ်မတိတိုင်းလည်းမတိတိုင်းဘူးပို့ ီးတော့ဒီကောင်ကဒီ best pro ထက်ကို sound quality ပဲပို့ပြီးတော့ကောင်းသွားမှာမဟုတ်ဘူး ANC နဲ့ဒီ transparency မှာလည်းအများကြီးအများကြီးအများကြီးပိုကောင်းသွားလာဒီ Bass Pro မှာကျတော့သူက 48dB အထိပဲသူက noise တွေကို short ချပေးနိုင်တဲ့နေရာကနေကျွန်တော်ဒီ Bass Pro 2မှာကျတော့ 50dB အထိ block out လုပ်ပေးနိုင်ပါတော့ကာပေးနိုင်တယ်ပေါ့ပြီးတော့ adaptive ANC mode လည်းဒီကောင်မှာပါလာတယ်ပြီးတော့ transparency mode မှာဆိုရင်လည်းဒီကောင်ကဗျာဟိုကောင်လိုမျိုးနည်းနည်းတိုးနေရမှာမဟုတ်ဘဲနဲ့ကျွန်တော်ဒီဘေးကနေစကားပြောနေတဲ့ပုံစံဒီပတ်ဝန်းကျင်အတန်တွေကို တော်တော်လေးနီနီဆက်ဆက်ကိုတူအောင်ဒီကောင်ကလှုပ်ပေးနိုင်တယ်ဆိုတော့တော်တော်ကောင်းသွားတယ်လို့ပြောရမယ်ဆိုတော့ဒီကျွန်တော်ဒီ Best Pro နဲ့ဒီ Best Pro 2ရဲ့ overall sound quality ကိုကျွန်တော်ခြုံကြည့်ရမယ်ဆိုရင်ဒီ Best Pro ကလူတတော်များကြိုက်ကြတဲ့ကျွန်တော် U shape ဒါမှမဟုတ် V shape style ဘက်ကိုသူကပို့ပြီးတော့သွားတယ်လို့ပြောရမယ် Best Pro 2ကတော့ဗျာဒီ Best Pro မှာအားနည်းခဲ့တဲ့ဒီ mid frequency ဘိုင်းမှာလည်းပို့ပြီးတော့ကောင်းသွားအောင်သူတို့ improve လုပ်ထားတယ်ဒီ ANC mode နဲ့ transparency mode တွေမှာလည်းတော်တော်ပိုကောင်းသွားတာ ဆိုလိုတာဗျာဒီပို့ပေးလိုက်ရတဲ့ဈေးတသိန်းဆိုတဲ့ price က upgrade ဖြစ်သွားတယ်ရှင်းကြည့်လို့ရှိရင်တန်လွတ်လို့မြင်တယ်ကျွန်တော်ကတော့တကယ်ကိုတန်တာပြီးတော့ ဒီနှစ်ချက်တွေမှာတခြားနှစ်ချက်တွေတဲ့ပေါ့နော်ပို့ပြီးတော့အားသာတဲ့ချက်ကဒီ software support ပြောရမှာဒီပုံမှန်ဒီဈေးဝင်ကျင်ဒီ earbuds တွေမှာဆိုရင်ဒီ software support သူတို့ကောင်းကောင်းမရကြအောင်အထူးသဖြင့်များဒီ bus pro လိုမျိုးဈေးတန်းမှာပေါ့ software support ရှိအောင်များရွှေချောင်းလောက်ပဲသူတို့ရှိပြီးတော့လောက်လောက်လာသူတို့အသုံးဝင်တဲ့ feature တွေထည့်ပေးထားမှာမဟုတ်ဘူးဒီကောင်တွေကတော့အဲ့လိုမဟုတ်ဘူးဒီပေးရတဲ့ဈေးသိန်းကျော်ကျော်နဲ့ဒီနှစ်သိန်းကျော်ကျော်ဈေးမှာဆိုရင်ဒီ software support ကိုကောင်းကောင်းကိုသူတို့ပေးထားနိုင်တယ်ပြောရမှာဒီ nothing x app ထဲကနေကျွန်တော်ဒီ bus တွေအကုန်လုံး control လုပ်လို့ရတယ်ဒီထဲကနေပဲကျွန်တော်ဒီနှစ်ချက်ထဲမှာအားဘလောက်ကြံသေးလဲဒီ case မှာအားဘယ်လောက်ကျန်သေးလဲဆိုတာလေးအကုန်ကြည့်လို့ရမယ်။ပြီးရင်ဒီထဲမှာပဲဒီ ANC level ကိုလည်းအကုန်လုံးတစ်ခါတည်းချိန်လို့ရတယ်။ touch control အနေနဲ့ဆိုရင်လည်းဘယ်နှချက်နဲ့ရင်ဘယ်လောက်ဘယ်လို action လုပ်မလဲဆိုတာကိုတစ်ခါတည်းချိန်လို့ရတယ်။ပြီးတော့ဒီ bus bluetooth မှာဆိုရင်များဒီနှချက်မှာရှိတဲ့ဒီ touch function အပြင်ကိုကျွန်တော်ဒီ smart dial လို့ခေါ်တဲ့ဒီအာဒီဒီရင်းလေးပေါ့နော်အဲ့ကနေကျွန်တော်အတန်တိုးချဲလောက်တာမျိုးဒီလိုနှိမ့်လို့ရှိရင်ဘာ function ဘာ control အဲ့ဒါတွေပါတစ်ခါတည်းချိန်လို့ရတယ်တော်တော်လေးတော့ထားကြတယ်ပြီးတော့ဒီ app ထဲမှာဒီ quick lizer EQ တွေတစ်ခါတည်းချိန်လို့ရမယ် preset တွေလည်းတို့ လောက်ထားပေးတဲ့ preset တွေလည်းအများကြီးအများကြီးပါတယ်။သူ့ရဲ့ preset တွေကလည်းရော့ပြီးပြီးရောဆိုပြီးတော့လောက်ထားပေးတဲ့ picklet ဆန်လောက်ထားပေးတာမဟုတ်ဘဲနဲ့တော်တော်လေးသူတို့ကျွန်းနေလောက်ထားပေးတဲ့ပုံစံပေါက်တယ်။ကျွန်တော်ကတော့ဗျာဒီ Bass Pro နဲ့ Bass Pro 2ကလည်းထွက်လာတဲ့ဒီ generate sound profile ကိုမကြိုက်လို့ရှိရင်ဒီထက်ကနေလမ်းပြီးတော့ချိန်လို့ရတယ်လေ။ တဘောကြတယ်ကျွန်တော်ကဒီ personally ဗျာ vocal range ဖြစ်တဲ့တခြင်းတွေနားထောင်တာများတဲ့ခါကျတော့ဒီနှစ်ခုမှာ bass heavy ဖြစ်တာမျိုးကြုံလာလို့ရှိရင်ကျွန်တော်ကအဲ့ setting တွေကနေ EQ မှာ vocal ကိုသွားပြီးရွေးနားထောင်နေတဲ့ခါမှာဒီ mix တွေ vocal တန်တွေကတော်တော်လေးကို pronounce ဖြစ်သွားတယ်ညီမတို့ချင်းနေဆိုရင်ပို့ပြီးတော့အဆင်ပြေတယ်ဗောနော်ဒီ vocal EQ တွေနားထောင်ခါကျရင်တော်တော်လေးကိုမိုက်တယ်ဒါကလည်းကိုတဘောကြတဲ့အပုံမူတည်တာဗောတရားတရားတော့မတူဗောလေကိုကလုံးဝ base hat base များတဲ့တခြင်းတွေကိုမှကြိုက်တာဆိုရင်လည်းဒီ app ထဲမှာဒီ base boost ဆိုတဲ့နေရာကိုသွားပြီးတော့ on ထားလို့ရတယ်အဲ base boost မှာလည်း level ကိုကြိုက်လာသွားချိန်လို့ရတယ်ပြီးတော့မိုက်တာကြာကျွန်တော်ဒီ netjet တစ်ဖက်ပြောက်သွားဆိုရင်တော့မှကျွန်တော်ဒီအဲ့ app ထဲကနေကျွန်တော်လိုက်ရှာလို့ရတယ်ဒီလိုရှာတဲ့အခါမှာဒီ airport တွေလိုမျိုး location တိကျနဲ့ find mine နဲ့အဲ့လိုမျိုးကြီးတိတိကျကြီးလိုက်ရှာလို့ရတော့မဟုတ်ဘူးလေကျွန်တော်ဒီအိမ်နေနဲ့စောင့်နေကြတဲ့ရောက်သွားမျိုးအဝတ်ပုံနဲ့ရောက်သွားမျိုးအဲ့လိုမျိုးအခြေအနေမှာဆိုရင်တော့ ီနှစ်ချက်ကနေအတန်ကြကြဲလေးပေးပြီးတော့ကိုယ်ကိုကြားနိုင်အောင်လုပ်မယ်ပေါ့ဗျာဆိုရရာဒီ5 mile နဲ့လိုမျိုးအရင် convenient ဖြစ်လာတယ်အရင်တိကျလာရဲ့လို့မဟုတ်မယ်လို့ဒီမပါထက်ဆိုင်တော့ကောင်းတာပေါ့လေကျွန်တော်ဘီဒီတန်ကောင်ရဲ့ဒီ battery life ကရောဘလို့နေမလဲအဲနှစ်ခုလုံးရဲ့ဒီ battery life ကတိတ်တော့မကွာလောက်ဒီ netting ဘက်ကပြောထားတာတော့ဒီ back pro မှာဆိုရင်ဒီ ANC mode on ထားလို့ရှိရင်ဒီ6နိုင်ဝင်းကျင်လောက်ခံပြီးတော့ဒီ ANC off ထားမယ်ဆိုရင်7နိုင်လောက် စတိုက်တုံးလိုက်ရအောင်ပေါ့နော်ဒီ volume တော့အရင်ကြီးတို့ကျဲလို့ရမယ်မထင်တော့ဘူးအဲ backbrew 2မှာလည်းဒီလိုပဲဘာမှတိတ်မကွာဘူးကျွန်တော်စမ်းကြည့်ရတော့ကတော့ဒီ ANC mode on ထားလို့ရှိရင်၄နိုင်ဝင်ကြလောက်တော့ခံတယ်ပြီးတော့ case ကရင်လည်းဒီ၄၅ကတော့အာသွင်းလို့ရတယ်ဆိုတဲ့ခါကျတော့ဒီ battery life နဲ့ပတ်သက်လို့ကတော့အရင်ကြီးအာစိတ်ပူစရာတော့မရှိဘူးပေါ့နော်တနေကုန်သုံးမယ်ဆိုရင်တော့များဒီတရက်ကျော်၄ရက်လောက်ကတော့ AC ခံတယ်အဲကျွန်တော်ဒီ casual ပုံစံသုံးမယ် ANC ကိုလည်းတစ်ခါလေးပတ်ဝန်းကျင်အရန်စုတဲ့အချိန်ဒီတကားဝယ်ရောက်နေတဲ့အချိန်လောက်ပဲဖွင့်သုံးမယ်ဆိုရင်တော့နေ့ရက်သုံးရက်ကတော့အသုံးခံတယ်ပြောရရင်များဒီဈေးဝန်းကျင်ဒီ earbuds တွေအနေနဲ့ဆိုရင်ဒီ battery life ကတော်တော်လေးစိတ်ချနေဖို့ကောင်းပါတယ်ဒီလိုကောင်းတဲ့ brand တွေကိုဒီကျွန်တော်ရှိမှာတိတ်ပြီးတော့ review လုပ်တာတော်တော်လေးရှားရပါတော့เนาะသူ့အန်တူဗျာသူ့ဈေးနဲ့တူမှာတော်တော်ကောင်းတာကျွန်တော်ဆိုရင်တခြားနှစ်ချက်တွေနားထောင်ပူတယ်ဗျာအဲဒီဈေးတန်းကခုနပြောတဲ့ကျွန်တော် Mondro တို့ပါတော့နားထောင်ပူတယ်ပေါ့ဒါပေမဲ့ဒီကောင်နဲ့ရှင်အဲ့ကောင်တွေကဘာမှမကောင်းတာ ANC transparency sound quality big quality software support ဘာမှမဆိုင်ဘူးဒီကောင်เนี่ยတော်တော်ကြီး convenient ဖြစ်ပြီးတော့တော်တော်လေးအထာကြတယ်ဘာလို့ user တွေကနှကြက်ဝင်မယ်ဆိုရင်ဒီကောင်တွေကိုထည့်မစင်စားကြလဲမသိဘူးဒါပေမဲ့တကယ်ကိုထည့်စင်စားတင့်တယ်လို့ကျွန်တော်ကတော့မြင်တယ်ဆိုတော့ bro ရောဒီနှကြက်တွေကိုဘယ်လိုမြင်လဲဘယ်လိုထင်လဲတစ်ချက်တော့ဝင်ရေးပေးတော့ရပါတယ်ဟောပြီးတော့မိနေအောင်မယ်ကျွန်တော်ဒီ share bug bro giveaway လေးပေးမယ်ခုနအတိုင်းပဲကျွန်တော်ဒီ facebook page ကို like လေးလုပ်ပြီးရင် youtube channel ကိုကျွန်တော်ပြထားတဲ့အတိုင်းလေးတစ်ချက်တော့ဝင်ပြီးတော့ subscribe လုပ်ပြီး ပြီးရင် ice cream shop လေးကိုကျွန်တော်တို့ Facebook comment အောက်မှာဝင်မှန်ပြီပေါ့အဲ့ဒါဆိုရင်တော့ဒီ program ထဲမှာ brew ကဝင်သွားပြီဆိုတော့အဲ့ဒါကိုကျွန်တော်တို့ဒီ nothing phone 3 review နဲ့အတူကျွန်တော်တို့ comment picker နဲ့မဲဖောက်ဝင်မယ်ဆိုတော့ collab ပါ bro ကြီးကျေးဇူးတင်ပါတယ်နောက်နေ့မှပြန်တွေ့တော့